ရန်ဒိုစီကနေမန်စီလိုချင်နေတဲ့အရာနဲ့မန်စီစီကနေရန်ဒိုလိုချင်တဲ့အရာကဘာဖြစ်မလဲပရိသတ်များလုံးပဲမိလားများတနာအိမ်မက်ခွန်ရှိကိုအွန်လိုင်းအချင်းကနေပြန်လည်ကြိုလိုက်ပါရင်ခရစ်စတီယာရန်နီဒိုနဲ့လျိုနယ်မက်ဆီဟာဒီဘက်ခေတ်ဘောလုံးလောကရဲ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးကစားမတွေဖြစ်ပါရင်ဒါပေမဲ့ရန်နီဒိုကဘောလုံးမှာမက်ဆီဟာဒီတစ်ခုမှတော့တုထက်ဖို့ကောင်းကြောင်းခုလိုမျိုးချီးကျူးထားခဲ့ပူပါရင်မက်ဆီနဲ့ရန်နီဒိုဘယ်ကစားသမားကဘောလုံးတမိုင်းရဲ့ထာဝရအကောင်းဆုံးလဲဒီညင်းခုံမှုကကဘာတီတွေတီရှိနေမယ့်အရာဖြစ်ပါရင် ဒါလို့နူအနန်ဘသူကဘသူထက်ပိုကောင်းလဲအားလုံးမှာကိုယ်ပိုင်အမြင်ကိုစီရှိကြပါပါမက်ဆီနဲ့ရယ်တို့ဟာဘောလုံးလောကရဲ့အကောင်းဆုံးစင်မြင့်ကိုနှစ်ပေါင်း15နှစ်ကြာဝန်းကျင်ကြီးစိုးခဲ့ကြသူတွေပါဒီလိုဆိုတော့ဒုတိယဆိုရင်အရှုံးလုံးတက်မဲ့ကြသူတွေဖြစ်ပြီးတော့အများနဲ့ပထမရဖို့ကသာစ조사ခဲ့ကြတာဖြစ်ပါရင်မက်ဆီကဘောလုံးတရားစုကို၈ကြိမ်ထိရယူနိုင်ခဲ့တယ်လို့ကစားမဘွားအတွင်းကမှလည်း၈၀၀ကျော်အတွင်းနိုင်ခဲ့တာပါမက်ဆီကဘိုင်ဆလောအကယ်ဒမီထွက်ဖြစ်ပြီးကက်တလန်ကလပ်အတွက်၈၈၈ပွဲကစားခဲ့က 682ဂိုးထိတွင်းယူပေးနိုင်ခဲ့တာဖြစ်ပါရင်ဘာစီလိုနာတူလာလီကာချန်ပီယံဆင်ချင်ဖြစ်ခဲ့ပြီးချန်ပီယံလိဖလားလဲ၄ချိန်တိရရှိခဲ့ပါရင်ဘာစီလိုနာကနေထွက်ခွာပြီးတဲ့နောက်မှာမန်စီယာပီအက်ဂျီအသင်းအတွက်လည်းကစားခဲ့သေးပြီးလက်ရှိမှာတော့မေဂျာလိဂ်ကလပ်အင်တာမိုင်အမီအတွက်ကစားပေးနေတာဖြစ်ပါရင်အသက်38နှစ်အရွယ်မန်စီယာအင်ဂျင်တီးနားနဲ့အတူကိုပါအမေရိကနဲ့ချိန်ကမ္ဘာ့ဗလားချန်ပီယံတစ်ချိန်လည်းဖြစ်ခဲ့သူဖြစ်ပါရင်ရန်ဒိုကတော့ကစားမပွားမှာဘော်လိုနီယားဆု၅ချိန်ရခဲ့တယ်လို့ချန်ပီယံလိပြိုင်ပွဲရင်အောင်မြင်ဆုံးကစားမဖြစ်ခဲ့သူဟာ2003ခုနှစ်မှာ Sporting Lisbon အသင်းကနေ Man United အစီပေါင်း12တန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့ရော်နယ်ဒိုဟာ တဲနီလိုနဲ့အတူပရီးမီးယားလိ၃ချိန်ချန်ပီယံလိ၁ချိန်ရခဲ့တာဖြစ်ပါရင်အဲနောက်2009ခုနှစ်မှာတော့ရီယယ်မက်ဒရစ်အသင်းစီကမ္ဘာစံချိန်တင်ပြောင်းရွှေ့ခြင်းပေါင်တန်း၈၀နဲ့ပြောင်းရွှေ့သွားခဲ့တာပါ ဘယမထွေအတွက်ရနယ်ဒိုအားပြိုင်ပွဲစုံ438ပွဲကစားပေးခဲ့ပြီး450ကိုသွင်းယူကာချန်ပီယံလိဖလားလေးချိန်နဲ့လာလီဂါ2ချိန်ရခဲ့တာဖြစ်ပါတယ်။အဲဒီနောက်2018ခုနှစ်မှာဂျူနယ်အသင်းစီပြောင်းရွှေ့ခဲ့ပြီး2021မှာတော့အသင်းအောင်ယူနိုက်တက်စီတကြောပြန်ရောက်သွားခဲ့ပါတယ်။2021နှစ်ကုန်ကိုင်းကနေမှာတော့ရနယ်ဒိုဟာ Sorry Pro League Club NSR အသင်းစီပြောင်းရွှေ့ခဲ့ပြီးလက်ရှိချိန်မှာတော့ကစားပေးနေဆဲဖြစ်ပါတယ်။ Red Bull Portugal ရဲ့အစဉ်အသင်းနဲ့အတူ Nation League နဲ့ Europe Champions League ကိုသိမ်းပိုက်ထားနိုင်ခဲ့သူကလက်ရှိမှာ Red Bull ကစားမဘွားစုပေါင်းသွင်းကို920ကျော်သွားခဲ့ပြီးဖြစ်တဲ့သူလည်းဖြစ်ပါတယ်။ ရန်နောမက်ဆီကသူ့ထက်ဒီအရတခုမှပိုကောင်းကြောင်းပြောခဲ့မှုပါရင်2015ခုနှစ်ဘော်လုံးဒီအောင်ဆွေဝဲခန်းနာမှာတော့ရန်နောကမက်ဆီရဲ့ဘယ်ဂျင်နဲ့ပတ်သက်ပြီးအခုလိုထိကျူခဲ့တာပါရန်နောကမက်ဆီရဲ့ဘယ်ဂျင်ကတော်လေးကောင်းပါတယ်ကျွန်တော်ရဲ့ဘယ်ခြေတော်ထက်တော်အနေငယ်ပိုကောင်းပါတယ်ကျွန်တော်ကညာတန်ဆိုပေမဲ့ဘယ်ဂျင်ကိုအကောင်းဆုံးအသုံးပြုနိုင်သူပါဒါပေမဲ့မက်ဆီကဘယ်ဂျင်မှာကျွန်တော်ထက်အနေငယ်ပိုကောင်းတယ်လို့ထင်ပါတယ်ကျွန်တော်သူ့ရဲ့ဘယ်ဂျင်ကိုသာရမယ်ဆိုရင်လိုချင်ပါတယ်လို့ပြောခဲ့တာဖြစ်ပါတယ်မက်ဆီနဲ့ရော်နယ်ဒိုနဲ့အတူအခမ်းအနားတက်ရောက်ခဲ့တဲ့နေမကတော့သူ့အနေနဲ့သူ့ခြေထောက်ကိုပဲသူ့လိုအချင်းချင်းပြောခဲ့ပါတယ်။မက်ဆီကတော့ခုလိုဖြေပါတယ် ခွေးစီရောင်းလို့တဲ့တို့ကကစားမတိုင်းလိုချင်တဲ့ကြီးမားတဲ့စွမ်းဆောင်ရည်တွေရှိတဲ့သူပါကျွန်တော်တို့ကကိုယ်ဆိုင်နဲ့ကိုပါပဲလို့ဖြေခဲ့တာဖြစ်ပါတယ်ရန်ဒို2015လုံးဝင်မှာတော့သူကမက်ဆီထက်ပိုကောင်းတဲ့ကစားမဖြစ်ကြောင်းခုလိုပဲပြောခဲ့မှုပါတယ်ကျွန်တော်ရဲ့စိတ်ထဲမှာတော့ကျွန်တော်အမြဲတမ်းအကောင်းဆုံးပါပဲလူတွေကဘယ်လိုထင်လဲကျွန်တော်ဂေးမစားဘူးသူတို့ဘာပြောလဲစိတ်ဝင်စားဘူးကျွန်တော်ရဲ့စိတ်ထဲမှာတော့ကျွန်တော်ဟာဒီနှစ်အတွက်တင်မှာကအမြဲတမ်းအတွက်အကောင်းဆုံးပါပဲဒါတွေကထင်မြင်ယူဆချက်တွေပဲလေလူတွေကထင်မြင်ယူဆချက်တွေကိုလည်းလေးစားပါတယ် ဗန်စီကကျွန်တော်ထက်ပိုကောင်းရင်ကောင်းလိမ့်မယ်ကျွန်တော်ရဲ့စိတ်ထဲမှာတော့ကျွန်တော်ကသာအကောင်းဆုံးပါပဲသူထက်လည်းကျွန်တော်ကပိုကောင်းပါတယ်ဒီလောက်ထိရိုးရှင်းပါတယ်လို့ပြောခဲ့လိုက်တာဖြစ်ပါတယ်ရဲလိုကစားမဘွားမှာစုစုပေါင်းဘဲချင်းနဲ့အတွင်းကိုပေါင်းများစွာအတွင်းယူခဲ့သူဖြစ်ပြီးဘောလုံးသမားရဲ့ဘဲချင်းအတွင်းကိုအများဆုံးစားမတွေတက်ကတူဖြစ်ပါတယ်ပရိသတ်တွေကဘယ်လိုများမြင်ပြီလဲကွန်မန့်မှာမှတ်ချက်ပေးသွားလို့ရပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဒီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ